အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးကြိုဆိုလိုက်ပါလေကောင်းမွန်သောနေလေးတနေ့ဖြစ်ပါစေလို့ဒီနေရာကနေကျွန်တော်တို့စုံမကောင်းတောင်းပေးလိုက်ပါတယ်အဲဒီနေ့မှာတော့ကျွန်တော်လက်ရှိဒါကျွန်တော် Manchester United အသင်းရဲ့ကောင်းကြရမယ့်အချိန်ကိုရောက်ရှိလာခဲ့ဖြစ်ပါတယ် Manchester United အသင်းနေသူတို့ရဲ့ဒီနေ့မှာသူတို့ရဲ့အကောင်းဆုံးကစားသမား၂ယောက်လို့ပြောလို့ရတဲ့ကစားသမား၂ယောက်ကို United အသင်းကလာမယ့်ဒါကျွန်တော် International ဒါကျွန်တော်အချိန်ဒီတစ်ခုမှာတော့ဆုံးရှုံးပွဲရဖြစ်ဖို့အနေထားမှာရှိတယ်။ United အသင်းနဲ့ FCON နဲ့ဒါကျွန်တော်တရားဝင်ဒါကျွန်တော်သူတို့ရဲ့ဒါမိ ခင်အသင်းနဲ့ဆွေးနွေးခဲ့ပြီးတဲ့နောက်ပိုင်းမှာသူတို့မိခင်အသင်းနဲ့ at least တော့ဒါကြောင့်ဒီကစားသမားတွေကိုဒါဒီဇင်ဘာ20နောက်ပိုင်းမှာသူတို့ရဲ့မိခင်အသင်းစီနိုင်ငံအသင်းစီကိုစေလွတ်ပေးဖို့တဲ့ Manchester United အသင်းစီကိုတောင်းဆိုခဲ့တဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တာကိုတွေ့ရမယ်ဒီမှာပါတယ်အဲဒီညမှာပြရပြီးလက်ရှိမှာ Ahmed Diallo အမ်ဘွမ်းဘူအမာဇွားဝီတို့ကလက်ရှိမှာဒါကျွန်တော်သူတို့ရဲ့နိုင်ငံအသင်းတွေနဲ့ဒါကျွန်တော်တို့ Manchester United အသင်းရဲ့ဒါကျွန်တော်ဆုံးဖြတ်သွားတဲ့အပေါ်မှာမူတည်ပြီးတော့သူတို့တွေလက်ခံသွားမယ်ဆိုတာကိုသိရမယ်ဒီမှာပါတယ်ပြဿနာလည်းလက်ရှိမှာဒီ၃ယောက်လုံးရဲ့နိုင်ငံအသင်းတွေကိုစီကိုစီကလည်းတအားကောင်းနေ တဲ့အချင်းဒီကိုပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်မလို့ဒါလည်းရှိမှာသူတို့အနေနဲ့အတိုင်းအတာတစ်ခုထိတော့ United အသင်းကဒီကစားသမားတွေလက်လွတ်အောင်ရှိတယ်။ Brian Mbeumo လက်ရှိ Cameron အသင်းကလက်ရှိမှာသူ့ဘာသူအဆင့်တန်းတစ်ခုရှိတဲ့အနေထားမှာရှိလို့ Mazraoui ကိုလက်ရှိမှာတည်ကြရတယ်မဲ့ Morocco တို့အုပ်စုကလည်းတော်တော်လေးကိုအဆင်ပြေတဲ့အုပ်စုမှလို့ပြောလို့ရတယ်တဲ့မှာပါတယ်။ Ahmed Ousou ကသူ့ဘာသူအဆင်ပြေနေပြီဒါကြောင့်လက်ရှိမှာကစားသမားတွေက at least တော့ဒါကျွန်တော်တို့အချင်းဒီတစ်ခုထိတော့သူတို့ရဲ့အသင်းတွေကနောက်တစ်ဆင့်ကိုတက်ဖို့အတွက်အချင်းဒီကောင်းတယ်ကြောင့်မလား United အသင်းအနေနဲ့ကစားသမားတွေကိုဒါကျွန်တော်ကာလအချင်းဒီရတစ်ခုရတာကျွန်တော်ဆုံးရှုံးသွားဘူးရှိတဲ့အနေထားမှာ United အသင်းကောင်းကိုက်နေပြီ။ဒါမှမဟုတ်ဒါက ွန်သိတဲ့သူများအသင်းတွေလို့ဒါကျွန်တော်တို့လက်ရှိမှာအတိုင်းအတာတစ်ခုထိလွတ်ပေးထားခဲ့တာဖြစ်လက်ရှိမှာ F ကွန်ကအသင်းတော်တော်များများက Premier League အသင်းတွေကိုဒါကျွန်တော်တို့တည်တလောက်ကိုပြောရမယ်ဆိုရင်တော့အတိုင်းအတာတစ်ခုထိတော်တော်လေးကိုနားလည်မှုပေးထားခဲ့တယ်သိရတယ်ပါလက်ရှိဒီနှစ်ရတာကျွန်တော် F ကွန်အတွက်အဓိက Premier League မှာထိကိုက်မှုအများဆုံးသေသင်းဖြစ်လာမှာကတော့ဒါ Sunderland အသင်းဖြစ်ဆန်ဒါလန်အသင်းကလက်ရှိမှာဒါ F ကွန်နိုင်ငံအာဖရိကဒါကျွန်တော်တို့ ကမ္ဘာအာဖရိက nation ဖလားတဲ့ကျွန်တော်တို့တိကစားသမား9ယောက်တိဆန္ဒလန်ဆိုတွေးဆိုင်ရမယ်ဖြစ်တယ်။ဒါပေမဲ့ဆန္ဒလန်နေနဲ့လက်ရှိမှာဒါကျွန်တော်တို့တို့လည်းဒါညူကာဆယ်ပွဲအမိကိုဒါကစားသမား9ယောက်လုံးကိုရခဲ့တဲ့အနေထားမှာရှိခဲ့ပြီးတော့အခုလက်ရှိမှာတော့ United Thing ကလက်ရှိမှာ22ရက်နေ့ဒီဇင်ဘာပွဲကြမှာပဲဒါတို့ရဲ့အဓိကကစားသမားတချို့ကိုဒါကျွန်တော်တို့လွှတ်ရဖို့ရှိတယ်။ဒါပေမဲ့ဝန်နေစီယာလားရီစီယာလားဟာတလားပြောရမယ်ပေမဲ့လက်ရှိမှာကျွန်တော်တိတလောက်ဖတ်ရတော့ဆိုရင်တော့ Cameroon Thing ကလက်ရှိမှာ Manchester United အသင်းရဲ့ဂိုးသမားဟောင်းဖြစ်တဲ့ Andrea Onana ကိုခေါ်ပြူသွားခြင်းမရှိအဘူဘာကာနဲ့ဒါ Andrea Onana ကိုခေါ်ယူခြင်းမရှိတဲ့သတင်းတွေလည်းထွက်ပေါ်နေခဲ့တာကိုတွေ့ရမယ်တဲ့ ှာပါတယ်ဒီသတင်းနဲ့ပတ်သက်ပြီးလက်ရှိမှာတမျိုးတော့ဖြစ်သွားခဲ့ပြီယူနိုက်တက်တော့တိတ်တော့မဆိုင်တော့ဘူးလို့ပြောလို့ရတယ်ဒါမှပါပါတယ်ပေါ့နော်အဲ့တော့မီသိုမီဆိုစီကမှုလက်ရှိမှာအာမက်အန်ဘွားမိုဒါကျွန်တော်မက်ဇရာဝီလိုလွဲချော်မဲ့ပွဲစဉ်ကတကယ်ကရူရှယ်ဖြစ်တဲ့ပွဲစဉ်လို့ပြောလို့ရတယ်ဒီထဲမှာလက်ရှိမှာဒါကျွန်တော်တို့အင်အားနဲ့အသင်းတွေရင်ဆိုင်ရတဲ့တွေ့တဲ့ပွဲစဉ်ရှိပေမဲ့လက်ရှိမှာအင်အားကြီးတိုတယ်လေးသင်းနဲ့လည်းတွေ့ရမယ့်အနေအထားမှာရှိတယ်တိုတယ်ဒါကျွန်တော်လက်ရှိဒါကျွန်တော်မန်ချက်စတာယူနိုက်တက် forever ရဲ့ဒါကျွန်တော်ပေးရှယ်ပြောပုံရဆိုတော့တိုတယ်အလုံးပေါင်းဒီ၃ယောက်လွဲချော်မဲ့ပွဲစဉ်က9ပွဲလောက်တိရှိပြီးတော့ဒါကျွန်တော်27ဒီဇင်ဘာကနေပြီးတော့ဒါကျွန်တော်24 January ဒါဆို social app ရှိတယ်ပြောချင်တာတလလောက်နီးနီး total တလနဲ့300လောက်နီးနီး social app နေထားမှရှိတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်လွဲချုံမဲ့ပွဲတွေက27 December မှာဒါကျွန်တော် Aston Villa ရဲ့ away ခွင့်မှာ Aston Villa ရဲ့အိမ်ခွင့်ဒါကျွန်တော် Villa Park မှာဒါ United သွားပြီးရင်ဆိုင်ရတဲ့ပွဲစဉ်မှာတို့အနေနဲ့ဒါကျွန်တော်တို့ဒီ3ရက်ကိုလွဲချုံမဲ့28 December မှာ Newcastle United အသင်းနဲ့တွေ့ဆုံတဲ့ချိန်မှာဒါ United အိမ်ခွင့်ဒါ Old Trafford မှာဒါလွဲချုံမဲ့ပွဲစဉ်ဖြစ်တယ်30ရက်နေ့ December မှာတော့ဒါကျွန်တော် Wolves အသင်းရဲ့ဒါကျွန်တော်တို့ အဝေးကွေတော့ United အဲ United ကအိမ်ကွင်းပေါ့နော်အိမ်ကွင်းမှာတော့တွေ့ရမယ်တော့မပါတယ်။3ရက်နေ့ January မှာ Lee United ကတော့ကျွန်တော် United အိမ်ကွင်းတော့ကျွန်တော်တို့အိမ်မှာသွားကမ်းမနေထားမှာရှိပါတယ်။9ရက်နေ့ January မှာတော့ကျွန်တော်တို့ Burnley တင်းရဲ့အိမ်ကွင်းမှာကမ်းမယ်။16 January မှာ Manchester City တင်းနဲ့ဒါ United တို့ကအဝေးကွင်းနေထားမှာရှိမယ်။ဒါ14 January မှာတော့ Arsenal ပွဲ။အဲ့တော့အဓိကထိုးနှက်ချက်ဖြစ်နိုင်ဆုံးနေထားကတော့ Arsenal နဲ့ဒါ City ပွဲစဉ်လို့ပြောလို့ရတယ်။ဒါပေမဲ့ဒီကြားထဲမှာမှဒါကျွန်တော်ခုနပြောသလို Ahmed တို့ဒါကျွန်တော်တို့ Brian Amon တို့အသင်းတို့ကစောစောစီစီဒါ Mazraoui တို့အသင်းတို့ကစောစောစီစီပြုတ်ခဲ့မယ်ဆိုရင်တော့ဒီကြားထဲမှာဒီကစားသမားတွေဒါမိခင် င်အသင်းကိုဒါကျွန်တော်မီဂင်ကလပ်ကိုတော့ပြောစောစီပြန်လာဖို့အတွက်ခွင့်ရရတော့ဒါဒါအမှန်တမ်းပြောမယ်ဆိုပေါ့နော်ဒါကိုယ့်ရဲ့ဒါကျွန်တော်တို့အသင်းရဲ့ကိုယ့်ရဲ့နိုင်ငံအသင်းတော့ကမီဒိုမဆိုအကုန်လုံးကဆော့ပေးခြင်းစိတ်ရှိကြမှာပဲအကုန်လုံးကလက်ရှိမှာဒါကျွန်တော်အကောင်းဆုံးအနေထားပေးဆက်လို့ခြင်းစိတ်ရှိမှာဒီနေရာမှာဒါကျွန်တော်ချိုးကြတဲ့နေရာကွဲကြတယ်ပေါ့နော်ဒါတချို့ပထမတော့ United အသင်းနဲ့လက်ရှိဒါဒီနေ့မှာ United အသင်းတော့ဂိုးအများဆုံးပေါအောင်ပတ်သက်မှုဖြစ်တဲ့ကစားသမားနှစ်ယောက်ဖြစ်တဲ့ M Armen နဲ့ M Bomo နှစ်ယောက်ကို United အသင်းဆုံးရှုံးမယ်ဆိုရင် ဆက်စကူကလည်းရှိမှဒဏ်ရာကထင်တော့ပြန်ပြီးတော့ပါလာဒါပေမဲ့တင်းကောင်းတစ်ခုနည်းနဲ့ပြန်ပြောမှာဆိုမက်သူးရက်ခွန်နာကလာမင်းအပတ်မှာပြန်ပြီးပါဝင်လာတယ်နိုင်ဖြစ်တယ်တော့ကြောင့်မတိုက်ပြီးတော့စိုးရင်စရာတော့မရှိဘူးဒါပေမဲ့ United အသင်းရဲ့လက်ရှိတိုက်ဆက်ပိုင်းမှာရွေးချယ်စရာကတော့အားနေတော့အောင်ဖြစ်ပြီးဒါဝင်းဘက်နေရာမှာလည်းအာမက်ဒီယာလုံးမပါနိုင်တဲ့နေရာမှာတော်တော်လေးအားနေတော့မယ်လို့ဖြစ်သွားနေတာမှရှိတယ်အဲ့တော့ပြောချင်တာကကိုစိုးသွားတဲ့ right wing back တစ်ခုလုံးဒါ right hand side ကြီးတော့ကျွန်တော်ဒီတဲ့ပေါ့အာ ညာဘက်ချိုင်းတခုလုံးပေါ့နော်ကျွန်တော်တို့ကညာဘက်ချိုင်းတခုလုံး United အသင်းဆုံးရှုံးသွားမှုရှိတယ်အာမက်ဒီယာလိုမှာဆိုတော့ဝီယိုဒါလုံးဝဆုံးရှုံးသွားမှာဖြစ်ပြီးတော့ဒါကျွန်တော်တို့ M1 ဘုတ်ကိုလည်းဆုံးရှုံးသွားမှုရှိတယ်အဲ့တော့ United အသင်းနဲ့ဒါကျွန်တော်သူများနိုင်ငံအတွက်မကောင်းတာဆူတောင်းပေးတာမဟုတ်ပါမဲ့ဒါ United အသင်းနဲ့ဒါလက်ရှိမှာဒီနိုင်အသင်းကြီးနဲ့မတွေ့မချင်းဒါကျွန်တော်တို့မင်းများဆက်ဆက်ဒီကစားသမားတွေပြန်လာဖို့အတွက်အများနဲ့ရည်ကြီးပါတယ်ဒါကျွန်တော်မြင်ကြည့်တာပေါ့ဒီကြားထဲမှာဒါကျွန်တော် Who leads Ban လေး3သင်းကတော့ United ဆိုတာအဲ့လောက်ကြီးခက်ခဲမယ်လို့မထင်ဘူး Villa Newcastle City Arsenal 4သင်းကတော်တော်လေးကိုခက်ခဲမယ်နေတာတခုမှဒီလိုမျိုးဒါကျွန်တော် game changer တွေမရှိနိုင်ခဲ့တဲ့ဥစ္စာကတော် ော်လေးကိုအသင်းအတွက်ထိခိုက်နေနာစီမဲ့နေထားမှာရှိရလို့ကျွန်တော်အနေနဲ့မြင်မိတာအဲ့တော့ Aston Villa မှာရဲ့သူရတာကျွန်တော်အချိန်လေးရှိဒါပေမဲ့ကျွန်တော်တိတိလောက်ကလက်ရှိမှာဒီ United တွေ့မဲ့အသင်းတွေမှာ AF ကိုကိုသွားမဲ့အသင်းတွေကနေတယ် Arsenal ဆို AF ကိုကိုသွားမဲ့အသင်းတွေမရှိတော့ကစားသမားနေတယ် Manchester City မှာမရှိဘူး Newcastle လည်းမရှိတော့နေတယ် Aston Villa လည်းကျွန်တော်ဒါဆင်တဲ့တယောက်နှစ်ယောက်လောက်ပဲရှိရလို့သိရတယ်မှာပါအဲ့တော့ပြောချင်တာကဟိုအဓိကကစားသမား United ကအဓိကကစားသမားတွေပြီးဆက်မှာဖြစ်တော့တော်တော်လေးကိုအားနေသွားမဲ့နေထားမှာရှိတယ်ဘောနော်တော့ဒါ United အသင်းတွေဒါကျွန်တော်တို့လက်ရှိမှာတော့ဒီဟာနဲ့ပတ်သက်ပြီးတော်တော်လေးကိုခေါင်းခဲနေပြီးတော်တော်လေးကိုခေါင်းစားနေတဲ့အခြေအနေတစ်ခုကိုပြန်လဲပြီးတော့ရောက်ရှိလာခဲ့တယ်လို့ပြောလို့ရ ရမယ့်အနေထားရောက်လာခဲ့တော့ Manchester United အသင်းနဲ့ဒီယာနဲ့ပတ်သက်ပြီးနည်းနည်းလေးတွေ့ဝင်နေစရာတခုဟာ Joshua Zirkzee ရဲ့အနာဂတ်နဲ့ပဲ United အသင်းကလည်းရှိမှတိုက်စစ်ပိုင်းမှာဒါကျွန်တော်တို့ အာမက်ဒီယာလူကတော့ Brian Amwambu ကိုဆိုရှင်ထားတဲ့အချိန်မှာ Set Square ဒါ injury list ရလဲတိတိချာချာမသိရမရမသိကြတဲ့အချိန်မှာ Manchester United အသင်းနဲ့ Joshua Zirkzee ကိုဒါကျွန်တော်အသင်းကနေထွက်ခွင့်ပေးပါမလားဆိုတဲ့မေးခွန်းတစ်ခုဒါကျွန်တော်မေးရမယ်ဒီမှာပါလာခဲ့ဖြစ်တယ် Joshua Zirkzee ရဲ့လက်ရှိအနာဂတ်နဲ့ပတ်သက်ပြီးကစားသမားကိုတိုင်ကရူမာအသင်းနဲ့ပုဂ္ဂိုလ်ကြီးရသဘောတူညီတယ်ဆိုတဲ့သတင်းတွေကိုတော့လက်ရှိမှာဒါကျွန်တော်တို့အီတလီ series ဘက်ကတော့သတင်းတွေတော်တော်လေးကိုပြောင်းပြောင်းမြောက်စတင်ပြီးထွက်လာခဲ့တာကိုတွေ့ရမယ်ဒီသတင်းနဲ့ပတ်သက်ပြီးလက်ရှိလုံးဝ update တွေကဒါကျွန်တော်ရှင်းပါတယ် Manchester United အသင်းကဒါကျွန်တော်တို့ Brian Amwell န်ပိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တို့အနေနဲ့ဆက်စီကိုအသင်းကနေပြောတားဆီးသွားမှာမဟုတ်ဘူးလို့ဆိုတဲ့တဲ့နေတွေထွက်လာခဲ့တယ်။ရူဘန်အာမိုရီနဲ့လက်ရှိမှာကိုယ်အသင်းမှာမရှိနေတဲ့ကစားသမားတရက်ကိုဒါမရှိစေခြင်းတဲ့သဘောမှလည်းရှိပြီးတော့ဒါဆက်ပြီးတော့ကျွန်တော်အရင်ကြီးဆွဲပြီးတော့ထားမယ်နေထားမှာမရှိဘူးလို့လည်းနောက်ဆုံး update တဲ့နေနေရသေးရတယ်မှာပါပါတယ်။မြီတိုပင်စိုးစီကောင် Manchester United အသင်းဘက်ကတော့ Joshua Zirkzee ဒါအသင်းဘက်ကပေါ့နော်ဒါနီးပြဘက်ကအသင်းဘက်ကတော့ Joshua Zirkzee ကိုဒါဖြစ်နိုင်မယ်ဆိုရင်တော့ဒါ maybe ပေါ့နော်အခုလက်ရှိမှာဒါကစားသမားတွေကဒါကျွန်တော်တို့ January လောက်ဝက်ပိုင်းလောက်ပြန်လာနိုင်မယ်ဆိုရင်တော့အကဲ Joshua Zirkzee ကိုဒါလောက်ဝက်ပိုင်းလောက်ထိန်းထားနိုင်ပြီးဒါဒါ January ဝါရီအေးပေါ့ကျွန်တော်တို့လောက်ထန်စွာဝင်းတို့ကနဲဂျွန်ဇန်နဝါရီလကုန်လောက်မှပိတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့နေနေ baby ကျော်ရွှေစကီကိုရောင်းဖြစ်ခဲ့မယ်ဆိုရင်တော့မှဇန်နဝါရီအကုန်လောက်မှာပဲအယောင်ဘက်ကိုလှည့်ဖို့တဲ့ United အသင်းကပြန်ဆင်ဆားလာခဲ့တယ်ပေါ့နော်အဲ့တော့မရောင်းတော့တော့မဟုတ်ဘူးရောင်းမယ်ကျော်ရွှေစကီကိုလက်ရှိမှာဒါကျွန်တော် Fcon ရဲ့အကိုင်းတာတစ်ခုသူတို့နေနဲ့ထိန်းထားနိုင်ခြင်းနဲ့ပြီးတော့ Fcon ကကစားသမားတွေပြန်ရောက်လာတဲ့ quality ကြတဲ့အချိန်မှာဒီနေရာမှာဒီကစားသမားကိုရောင်းထုတ်ဖို့တဲ့ပြိုင်နေအဲ့တော့ဒါ simultaneously ပေါ့နော်တစ်ချိန်တည်းမှာပဲတစ်ခုလုံးလှုပ်သွားဖို့တဲ့ United အသင်းပြင်ဆင်လာ United အသင်းကအခုလက်ရှိမှာတိုက်စစ်ပိုင်းက Fcon မှာတိုက်စစ်မှုရဒါကျွန်တော်ဆုံးရှုံးကဘူးရှိပေမဲ့ဒီနှစ်ဆောင်ရည်မှာတော့ကျွန်တော်ဒါမနေ့ကပြောထားခဲ့တဲ့အတိုင်းပဲလုံးဝလူသစ်ခေါ်ဖို့တဲ့လက်ရှိမှာအခြေအနေကြီးမရှိဘူးလို့သိရတယ်မှာပါတယ် ်ယခုမှ United တင်တာဆို update သတင်းတွေအရာတိရလောက်ကိုပြောရမယ်ဆိုတာမှန်ပေမဲ့ Fabrizio Romano ကတော့လက်ရှိ sorry ပါ Spravigio Romano အနေနဲ့လက်ရှိနောက်ဆုံး update တင်နေရတဲ့ Atletico Madrid ကိုဒါ Manchester United အသင်က Corner Gallery ကစီကိုဒါအငှားနဲ့ခေါ်ယူဖို့တဲ့မနစ်ကနေရာဒီကကြိုးစားခဲ့လို့သိရတယ်မှာပါတယ်သူတို့အနေနဲ့လက်ရှိမှာ Queen's Lane ဘက်မှာဒါ Casemiro နေရာအတွက်ဒါကျွန်တော်လက်ရှိမှာသူတို့အနေနဲ့ခေါ်ယူဖို့စဉ်းစားခဲ့ပြီး Ugarte ကိုဒါ Ruben Amorim နဲ့တဖြည်းဖြည်းနဲ့သဘောမကျလာတဲ့အပေါ်မှာဒါအသင်ဘက်ကလည်းရိတ်မိလာတဲ့အတွက်ကြောင့်လို့ Corner Gallery ကိုမနစ်ကနေရာဒီကတရဝင်းခေါ်ယူဖို့တဲ့ဒါချိတ်ဆက်မှုတွေကိုဒါအငှားနဲ့ပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းကို Fabrizio Romano ကတင်ဆက်လာခဲ့တယ်ဒါပေမဲ့လက်ရှိမှာဒါကျွန်တော်ဒီကစားသမားကိုဒါဒီနှစ်ဆောင်းရသည်မှာတော့ ော့ Manchester United အသင်းကခေါ်ယူမယ်မခေါ်ယူမယ်ဆိုတဲ့သတင်းတွေလုံးဝမတက်လာတော့ဘူးဒါပေမဲ့အခုလက်ရှိနောက်ဆုံး update သတင်းတွေက Atletico Madrid အသင်းအနေနဲ့ဒါကျွန်တော်တို့ ကိုနာဂယ်လီကာကိုပေါင်26တန်းရောက်ရှိယူနေတဲ့ဒါကျွန်တော်ရောင်းချတော့မှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုတော့ Atletico Madrid ရဲ့ Intermediary ကနေပြီးတော့ဒါလက်ရှိမှာ Fabrizio Romano ကတွေးဆုံလာခဲ့တာတွေ့ရမယ်။အဲ့တော့လက်ရှိမှာတေချာတကွာ United အသင်းနဲ့ဒီနှစ်ဆောင်းရသည်မှာတော့ Yedo, Sembido ကူတဲ့ပုံစံမျိုးတွေကိုစားသမားတွေကိုခေါ်ဖို့အစီအစဉ်မရှိဘူးဆိုတာကို Fabrizio Romano က David Austin ကိုတရားဝင်ကဦးစားပြုထားတယ်။ဒါနီယမလာ Joao Gomez ကိုကစားသမားမျိုးကိုတော့မှ United အသင်းကဒီနှစ်ဆောင်းရသည်မှာခေါ်ယူဖို့တော့မရှိတော့ဘူးဆိုတာကို David Austin က confirm လုပ်ထားပြီးသားဖြစ်တယ်။ဒါပေမဲ့လက်ရှိမှာ26တန်းဆိုတဲ့ပတ်စံကကိုနာဂယ်လီကာကိုကစားသမားမျိုးတွေဒါတိတ်လဲမမြ များသူတိတ်လဲမနေတဲ့အနေထားမှာတော့ရှိတယ်ဒါပေမဲ့ United သင်ကလက်ရှိဒီနှစ်ဆောင်ရသည်မှာငွေသုံးသွားမှာမဟုတ်ဘူးဆိုတဲ့သတင်းတွေကတောင်းတဖျားဖျားတက်နေပြီးတော့ United သင်နဲ့26တန်းဆိုတဲ့ငွေပမာဏအမောင့်ကိုထပ်ပြီးတော့သုံးသွားဖို့အတွက်လည်းလက်ရှိမှာအစီအစဉ်ရှိလောက်မှာလို့ကျွန်တော်အနေနဲ့မထင်ရှိလောက်မှာမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့ထင်ပြီးရတယ်မှာပါတယ်ဘောနော်အဲ့တော့မိသောပဲဆိုစီကမ United အသင်းအနေနဲ့ခုလက်ရှိဒီနှစ်ဆောင်ရသည်မှာကစားသမားအယောင်ကိုပဲအာရုံစိုက်သွားမှာဖြစ်ပြီးတော့အဝယ်ကူတော့တိတ်ပြီးအာရုံစိုက်သွားဖို့အနေထားမှာမရှိဘူးလို့သိရတယ်မှာပါ maybe အငားပါညာဆိုတော့ဖြစ်သွားတယ်ဒါပေမဲ့လက်ရှိမှာဒါ Atletico Madrid ကလက်ရှိဒါကောင်းနာကယ်လီကောင်အငားနဲ့ပြန်ချုပ်ပေးဖို့အတွက်မရှိဘူးလို့သတင်းတွေကြားရတယ် ့ပါ။နောက်ပါပဲအားလုံးကြိုတူပါတယ်။ကောင်းမွန်တော်နေ့နေ့ဖြစ်ပါစုမုံကောင်းတောင်းပြီးနေပဲ။မြန်မာလေးကလစ်ပေးကြအောင်ဗျ။မြန်မာကလစ်မြန်မာဖြစ်ပါတယ်။ကျွန်တော်တော့ကြည့်ပါဦး။ဒေးပါဗျ။